ဣသရေလရဲ့လေကြောင်းတိုက်ခတ်မှုတွေအတွင်းသေဆုံးခဲ့တဲ့စစ်ဦးစီးအရာရှိတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေအတွက်အီရန်ကနိုင်ငံတော်ဇာပနာအခမ်းအနားကျင်းပပေးခဲ့ပါတယ်။ဆက်နှစ်ရက်ကြာမြင့်ခဲ့တဲ့နှစ်နိုင်ငံစစ်ရေးပဋိပက္ခအတွင်းအီရန်ရဲ့စစ်ဦးစီးတွေအစ်စ်မြင့်အရာရှိတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေစုစုပေါင်း60ဝန်းကျင်သေဆုံးခဲ့ပါတယ်။ဒါအပြင်တနင်္ဂနွေလုံးအတိုင်းအတာနဲ့အသေးအပြောက်620ကျော်လောက်ထိများပြားခဲ့လို့လည်းသိရပါတယ်။ တဟီယန်မြို့တော်ရဲ့အန်ဟီလက်ရင်းပြင်းနားမှာကျင်းပခဲ့တဲ့နာရီအစီအစဉ်မှာအီရန်အလံလွမ်းခြုံထားပြီးကွယ်လွန်သူတဦးချင်းစီရဲ့ဓာတ်ပုံတွေပါရှိတဲ့အခေါင်းတလားတွေကိုလူတွေထောင်တောင်းကြီးချမ်းရံပို့ဆောင်ခဲ့တာကိုတွေ့ရပါတယ်။များပြားလာတဲ့နာရီပို့ဆောင်သူတွေဟာအနက်ရောင်တွေဝတ်ဆင်ပြီးအီရန်အလံတွေကိုဝေယံလာကြသလိုအမျိုးသားရေးကြွေးကြော်အတံတွေကိုလည်းအော်ဟစ်လာကြပါတယ်။နိုင်ငံတော်ဇာပနာမတိုင်ခင်ကတည်းကအီရန်မီဒီယာတွေကလည်းအဲ့ဒီအခမ်းအနားမှာပြည်သူတွေတက်ရောက်ကြဖို့စော်အော်အားပေးခဲ့သလို နာရေးပို့ဆောင်သူတွေအတွက်အခမဲ့ဘတ်ကားတွေနဲ့မြေအောက်ရထားတွေလည်းပြေးဆွဲပေးခဲ့ပါတယ်။ပြီးတော့အစိုးရရုံးအလုံးကိုလည်းပိတ်ထားပေးခဲ့ပါတယ်ရှင်။